မန်ချက်စတာယူနိုက်တက်ရဲ့ကနဝင်းတောင်ပံကစားသမားလူဝစ်နာနီနာနီဆိုတော့တစ်ချိန်ကမန်ချက်စတာယူနိုက်တက်အသင်းအတွက်အစွမ်းကုန်ပေးဆက်ကစားခဲ့တဲ့ကနဝင်းကစားသမားတူဦးဖြစ်ပါလေမန်ချက်စတာယူနိုက်တက်ရဲ့တောင်ပံမှာပြိုင်ဘက်ကစားသမားတွေကိုလှလှပပကြော်ဖြတ်ပြနိုင်ပြီးအမှုပညာမြောက်တဲ့ဂူတွေကိုသွင်းယူပေးခဲ့သူပါလူဝစ်နာနီဟာနီးစနစ်ပိုင်းလင်းမြန်ဖြက်လန့်မှုအလိန်အခောက်တွေနဲ့ဂိုသွင်းဆွမ်းရည်မြင်မာတဲ့အဖိုးတန်ကစားသမားတစ်ယောက်ဖြစ်ပါလေ။ဂိုသွင်းယူပြီးတိုင်းမှာလှပါတဲ့နောက်ကျွန်းတို့အောက်ဘဲခံပုံကလည်း United ပြည်သက်တွေယနေ့အထိတိုင်မိမရနိုင်တဲ့အမှတ်တရတစ်ခုဖြစ်ပြီးဒီလိုအောင်ပွဲခံတဲ့ပုံစံက Louis Nani ရဲ့အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။ Manchester United အသင်းကို Sporting Lisbon အသင်းကနေစတင်ပြောင်းရွှေ့လာခဲ့ပြီးညီမကြီး Ferguson ရဲ့စိတ်ကြိတ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ Nani ရဲ့ဘောလုံးဆိုင်ရာတွေကပြိုင်ဘက်ကစားသမားတွေကိုငုတ်တုံးမိသွားအောင်လှည့်စားတတ်ပြီးတကူတော်ထုတ်ပေါက်မှုတွေကလည်း Manchester United ပြည်သက်တွေရဲ့အသေးစွဲဖြစ်ခဲ့ပါတယ်။ Louis Nani ကို1986ပေါ်တူဂီနိုင်ငံအမာဒူရာမှာမွေးဖွားခဲ့ပြီး ငယ်စဉ်ကလေးကဘောလုံးအားကစားကိုဝါသနာပါသူတယောက်ဖြစ်ပါလေ2005 2006ရာသီမှာပေါ်တူဂီလီ Sporting Lisbon အသင်းမှာသူရဲ့ professional ကစားသမားဘဝကိုစတင်ခဲ့ပါတယ်ပေါ်တူဂီသားကြီးကပေါ်တူဂီမျိုးပေါ်မှာထူးခြားတဲ့ခြေစွမ်းတွေကိုစတင်ပိုင်ဆိုင်ခဲ့ပြီး Sporting Lisbon အသင်းအတွက်အားထားရတဲ့ကစားသမားတယောက်ဖြစ်ခဲ့ပြီးတိုက်စစ်ကိုအကောင်ဆုံးကုညီပန့်ပိုးနိုင်တယ်လို့အဖိုးရန်ဂူရီကိုလည်းတွင်းယူပေးနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်ကလေးက United နီးပြားကြီး Ferguson ကနာနီရဲ့ခြေစွမ်းတွေကိုလေးလာဆောင်ကြည့်နေခဲ့တာဖြစ်ပြီး တခြားဥရောပအသင်းကြီးတွေကလည်းနာနီကိုခေါ်ယူဖို့စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ Sporting Lisbon အသင်းနဲ့နှစ်နှစ်တာဖြတ်တန်းခဲ့ပြီးပေါ်တူဂီဘီယံဖလားကိုရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။2000ခွန်2008ရာသီမှာတော့ Manchester United အသင်းကိုစတင်ပြောင်းရွှေ့လာခဲ့ပြီး Louis Nani ရဲ့ကစားသမားဘဝအတောက်ပဆုံးအချိန်ကာလတစ်ခုကိုဖြတ်တန်းခဲ့ရတာဖြစ်ပါတယ်။အဲဒီနှစ်ကာလတွေမှာ Manchester United အသင်းဟာနီပြဖာကူဆန်ရဲ့လက်ထက်မှာအရှိန်ဟုန်ပြင်းပြင်းတောင်းလာနေတဲ့အသင်းဖြစ်ပြီးကမ္ဘာကလပ်အသင်းကြီးတွေကပါတတိထားရတဲ့အထိခြေစွမ်းထက်မြက်ခဲ့ပါတယ်။ လူဝစ်နာနီရောက်ရှိလာချိန်မှာတော့ United အသင်းအားပုံမပြပြေးစုံတဲ့အသင်းဖြစ်ခဲ့ပြီးချန်ပီယံဆုတစိတ်တွေကိုစိန်ခေါ်နိုင်စွမ်းရှိခဲ့ပါတယ်။လူဝစ်နာနီဟာ United အသင်းမှာဂိုကြီး Ronaldo, Rooney, Ryan Giggs, Pascal Rolo ဒေဒေကျေကစားသမားတွေနဲ့တွေ့ကစားခွင့်ရခဲ့ပြီးအကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့ပါတယ်။လူဝစ်နာနီက United အသင်းရဲ့တိုက်စစ်ကိုအကောင်းဆုံးပံ့ပိုးကူညီနိုင်ခဲ့ပြီးတကူတော်ထိုးဖောက်ပြီးအမှတ်မထင်ကန့်သွင်းချက်တွေကလည်းပြန်ဘက်အသင်းတွေကိုအကောင်းဆုံးထိုးနှက်နိုင်ခဲ့ပါတယ်။ လူးဝစ်နာနီရဲ့ free kick ကန်သွင်းချက်တွေကလည်းလှပတည်တတ်ခဲ့ပြီး United အတွက်အဖိုးတန်ကိုယ်ရည်ဖြစ်ခဲ့ပါတယ်။လူးဝစ်နာနီကပေါ်တူဂီနိုင်ငံအသင်းအတွက်အဖိုးတန်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးနိုင်ငံအသင်းမှာထိပ်တန်းခြေစံတွေကိုပိုင်ဆိုင်ခဲ့ပါတယ်။ခရစ်စတီယာနိုရိုနယ်ဒိုနဲ့အတူတူပေါ်တူဂီအသင်းမှာအကောင်းဆုံးခြေစံပြကစားနိုင်ခဲ့ပြီး2016ယူရိုဖလားချန်ပီယံဖြစ်စီခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူအကောင်းဆုံးတောက်ပါခဲ့ပြီး2009-2010ရာသီမှာသူရဲ့ပထမဆုံးချန်ပီယံလိဖလားကိုထပ်တိုက်တန်းသိမ်းပိုင်နိုင်ခဲ့ပါတယ်။ လူးဝစ်နာလီယာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဆယ်စုနှစ်တစ်ခုနီးပါးဖြတ်သန်းခဲ့ပြီးစူဖလားတွေများစွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။ယူနိုက်တက်အတွက်ပရီးမီးယားလိဖလာလေးချင်းချန်ပီယံလိဖလာတစ်ချင်း EFL ကနှစ်ချင်းနဲ့တခြားဆူဖလာတွေကိုလည်းတင်ပိုက်နိုင်ခဲ့ပြီးယူနိုက်တက်ရဲ့တမိုင်မှာခန္ဓာကြီးကျယ်တဲ့ဂန်ဝင်ကစားသမားတယောက်အဖြစ်တမိုင်းတွင်ခဲ့ပါတယ်